ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကမြန်မာစာလုံးအစဉ်ရေးနည်းကိုမျှဝေပြင်မှာဖြစ်ပါတယ်တော်တော်များများကကျွန်တော်တို့ဒီတတိမထားမင်ကြဘူးပေါ့နော်ကျွန်တော်တို့ဒီမင်္ဂလာပါဆိုတာကိုရေးရမယ်ဆိုလို့ချင်းကျွန်တော်တို့ကဒီမအဲပြီးလို့ချင်းကန်ကြီးအပေါ်ကနေပြီးတော့ကျွန်တော်တို့အခုလိုမျိုးလေးအတက်ကလေးတင်ပြီးတော့ဒီဒီလိုမျိုးပဲရေးကြရပေါ့နော်ပုံမှန်အပြင်ကျွန်တော်တို့ကဒီကန့်ငယ်ပေါ်ကနေပြီးတော့ကျွန်တော်တို့ကအဟိုဟာတင်ရမှာဖြစ်ပါတယ်ဆန်ကတင်ရမှာဖြစ်ပါတယ် ဲ့တော့ကျွန်တော်ဒီနေ့ဒီမြန်မာစာလုံးပေါ့နော်အစဉ်ရင်းလေးကိုကျွန်တော်မျှော်ဝေပေးပါမယ်အဲ့တော့အခုကျွန်တော်ပြထားတဲ့အတိုင်းပဲမင်္ဂလာပါလို့အဲ့လိုမျိုးရေးချင်တယ်ဆိုလို့ချင်းကျွန်တော်တို့ကမဟုတ်အရင်ရေးမယ်ပြီးလို့ချင်းကျွန်တော်တို့ကဒီမှာငါသက်ငါသက်ပေါ့နော်ငါသက်ကိုရေးမယ်ရေးပြီးလို့ချင်းကျွန်တော်ဒီမှာအဲကျွန်တော်များလေးကိုပေါ့နော်တစ်ချက်နှိမ့်မယ်ပြီးလို့ချင်းဒီမှာကျွန်တော်တို့အပေါင်းလေးကိုနှိမ့်မယ်ပေါ့နော် အဲဆိုလို့ရင်ကျွန်တော်တို့ငါးတန်းလေးကအပေါ်ကိုတက်တော့ယူပါတော့အဲကြရင်ကျွန်တော်တို့ကဒီမှာဂန်ကြီးလေးကိုထည့်ရေးမယ်ပြီးလို့ချင်းလာပါပေါ့ဒါတော့ကျွန်တော်တို့မင်္ဂလာပါကိုရေးတာပါတော့ပြီးလို့ချင်းအောက်ကကျွန်တော်တို့ကဒီမှာတင်ကြီးကိုကျွန်တော်ရေးပြပါမယ်တင်ကြီးကိုရေးမယ်ဆိုလို့ချင်းလည်းကျွန်တော်တို့တလုံးဒီပြီးလို့ချင်းကျွန်တော်တို့ခုနလိုမျိုးငါးတက်ပါတော့ပြီးလို့ချင်းကျွန်တော်တို့ကအပေါ်ကိုထောင်းနေတဲ့များလေးကိုကျွန်တော်တို့ဒီမှာတစ်ချက်နှိမ့်မယ်ပြီးလို့ချင်းကျွန်တော်တို့ကဒီမှာအပေါင်းလေးကို ထပ်နေမယ်ပေါ့နော်ပြီးလို့ချင်းဒီမှာကန်ငေအဲပြီးလို့ချင်းပေါ်ကများလေးကိုတချက်နေမယ်ဒီမှာစံခက်ပေါ့နော်ဒါတင်ကြီးဒါပြီးလို့ချင်းအောက်မှာကျွန်တော်တို့တကြံကိုတချက်ရေးကြမှာပေါ့နော်တကြံကိုရေးမယ်ဆိုရင်လည်းခုနလိုမျိုးပဲကျွန်တော်တို့တပေါ့နော်ပြီးလို့ချင်းကျွန်တော်တို့ကဒီမှာငတ်သက်ပြီးလို့ချင်းကျွန်တော်တို့များလေးကိုနေမယ်အောက်ကအပေါင်းလေးကိုနေမယ်ပြီးလို့ချင်းအောက်ကကျွန်တော်တို့ကကြီးပြီးရင်ကျွန်တော်တို့ဒီမှာရိုက်ရေးပေါ့နော်ရရေးဘလို့ရှင်ကျွန်တော်နိုင်ငံတက်ပေါ့နော်ဒါတကြံ ပြီးရင်ကျွန်တော်တို့ဒီအောက်မှာမန္တလေးကိုရေးမယ်ပေါ့နော်မန္တလေးကိုရေးမယ်ကျတော့ကျွန်တော်တို့ဒီမှာမပြီးလို့ရှိရင်ကျွန်တော်တို့တဝေတို့ပေါ့နော်တဝေတို့ရေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာနိုင်ငံလေးကိုချက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အပေါ်ကိုထောင်နေတဲ့များလေးကိုကျွန်တော်တို့တစ်ချက်နှိမ့်မယ်ပြီးရင်အပေါင်းကိုနှိမ့်မယ်ပြီးရင်အောက်ကကျွန်တော်တို့တဝန်ဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီမှာလလေးပေါ့နော်ဒါမန္တလေးပေါ့နော်မန္တလေး ပြီးလို့ချင်းကျွန်တော်တို့ဒီမှာအရှင်နန္ဒောဘာသာဘီဝန္တာကိုကျွန်တော်တို့ရေးခြင်းပဲပေါ့နော်အဲဒီမှာအကျွန်တော်တို့အရှင်ကိုရေးမယ်ပေါ့နော်အရှင်ကိုရေးမယ်ပြီးလို့ရှိရင်နတ်ငေသူကနတ်ငေနှလုံးရေးရမှာပေါ့နော်ပြီးလို့ရှိရင်နတ်တလုံးထည့်ရေးမယ်နတ်တလုံးအောက်ကသူကဓာတ်တွေဟောပေါ့နော်ပါမှာဓာတ်တွေခံရမှာဆိုတော့ကျွန်တော်တို့အပေါ်ကမြားလေးကိုနှိမ်မယ်ပြီးရင်အောက်ကကျွန်တော်တို့အပေါင်းလေးကိုနှိမ်ပြီးတော့အဲကျွန်တော်ဒီမှာဓာတ်တွေကိုနှိမ်မယ်ပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာမာလာကျွန်တော်တို့ဒီမှာ B ော်ဆိုတော့အခုကကျွန်တော်ကအဒီကျွန်တော်